္ဂလာပါရှင်ကျမတို့ရဲ့ Laptop The New Channel ကနေကြိုဆိုပါရစေအဖြေလွာတွေမီးလောင်ပျက်စီးသွားလို့ဆယ်တန်းစာမွန်ပွဲပြန်ဖြေခိုင်းဖို့စစ်ကောင်စီစီစဉ်နေတမိုင်းဝင်ငလင်အတွင် တက်ကရိုဝန်ထမ်းစာမွန်ပွဲအဖြေလွာများမီးလောင်ကုန်လို့ပြန်ဖြေခိုင်းဖို့စစ်ကောင်စီခေါင်းဆောင်မင်းအောင်လိုင်ကပညာရေးဝန်ကြီးဌာနကို အမိန့်ပေးထားတယ်လို့သတင်းတွေပြန့်နှံ့လာနေပါတယ်ငလင်ဘေးတံအပြင်းထန်ဆုံးခံစားခဲ့ရတဲ့စကိုင်းမန္တလေးနဲ့ နေပြည်တော်တို့အပါဝင် ကချင်ပြည်နယ်တဲကကျောင်းသားတွေရဲ့အဖြေလော်တွေမိလောင်ပျက်စီးခဲ့ရတာကိုနန်းစီတန်ဆရာဆရာမအတိုင်းဝိုင်းစီကနေ NT News ကသိရှိရပါတယ်ရှင်အဖြေလော်တွေမှာမိလောင်သွားတာကြားတယ်မန္တလေးနှစ်တရာပြည်အဆောက်အုံကြီးကမိလောင်သွားတာကို သူကအပေါ်မှာကက်မီကယ်ပစ္စည်းတွေရရှိတယ်ငလင်လောက်တော့ကက်မီကယ်ပစ္စည်းတွေကဓာတ်ပြုပြီးပောက်ကွဲတာလေဆရာဆရာမတွေကောက်ခေါက်နေတော့ထွက်ပြေးရတာပေါ့လို့ မန္တလေးတိုင်းထဲမှာတာဝန်ထမ်းဆောင်နေတဲ့အချက်တန်းပြဆရာမတဦးကပြောပါတယ်။ဒါကြောင့်ဆောင်းမွေးမွေးပြန်စစ်မယ်ဆိုတဲ့သတင်းတွေနန်းစီဒီယန်ဆရာမအတိုင်းဝိုင်းအတွင်းပြန့်နှံ့နေပြီးဒီအပေါ်စိတ်ပျက်နေကြတယ်လို့အချက်ပါဆရာမကပြောပါတယ်။အဲ့ဒီလိုကြားတော့ကြားတယ်ဒါပေမဲ့မသေးချာသေးဘူးလို့ပြောနေကြတယ်မန္တလေးမှာတော့စာမဝင်သေးဘူးတဲ့ကျန်တဲ့နေရာတွေကတော့စာဝင်တဲ့နေရာဝင်တယ်ဒါပေမဲ့မန္တလေးမှာတော့စာမဝင်သေးဘူးမန္တလေးကျတော့အဆောက်အဦတွေရောအကုန်လုံးထိခိုက်သွားတာကို ကြောင်းတိုင်းကြောင်းတိုင်းထိခိုက်တယ်အကုံလုံးကပြိုတယ်ဒါကြတော့အဆင်မပြေနိုင်သေးဘူးမန္တလေးတို့နေပြည်တော်တို့ကြတော့လို့ပြောပါတယ်နန်းစီတန်ဆီယမတွေစုံစည်းရာ TikTok အကောင့်တွေထဲအဲ့ဒီလိုစောင်းမွဲပြန်ကျင်းပဖို့စစ်ကောင်စီစီစဉ်နေတဲ့အပေါ်ဆီယမတွေဘက်ကဝေဖန်မှုတွေလည်းပြည့်နှက်နေတယ်လို့ပြောကြပါတယ်ဘယ်နေရာတွေစာဝန်တာလဲလို့ Andy News ရဲ့မင်းမြန်းချက်ကတော့အဲ့ဒါတော့မသိဘူးဆီယာမတော်မှတက်တော့မှတွေးလို့တည်တာလို့မန္တလေးကဆီယာမကပြောပါတယ် ဒါပေမဲ့ငလင်ဘဟုချက်တွေဖြစ်တဲ့မန္တလေး၊သခိုင်းနဲ့နေပြည်တော်တို့ကကြောင်းတွေ့စီတော့တရားဝင်စာတွေလက်ခံရရှိတာမျိုးမရှိသေးဘူးလို့သူမကပြောပါတယ်။ဒါကြောင့်လူမှုကွန်ရက်ပေါ်ပြန့်နှံ့နေတဲ့စာအရာကချင်ပြည်ကို ပို့ထားပြီလို့နားလည်ရပါတယ်။စစ်ကောင်စီပညာရေးဝန်ကြီးဌာနရဲ့ကနအူအကြောင်းကြားစာတွေထဲတက္ကသိုလ်ဝန်ထမ်းဆောင်မွဲမွဲတွေပြန်လည်ဖြေဆိုရမယ့်အစီအစဉ်တွေရှိနေတဲ့အကြောင်းတက်ဆိုင်ရာကျောင်းသားကျောင်းသူတွေကိုအတိပေးထားရမယ့်အကြောင်း ထည့်သွင်းဖော်ပြထားကြတယ်လို့ဆရာဆရာမတွေကပြောပါတယ်။ဒီလိုပြန်လည်ဖြေဆိုခိုင်းမဲ့ဆိုပါက မေခွန်းတစ်တင်နဲ့ပြန်လည်ဖြေဆိုရဖွယ်ရှိပြီးဒါဟာចောင်းသားចောင်းသူတွေအတွက်တာမကဆရာဆရာမတွေအတွက်လည်းအခက်အခဲတွေရှိနိုင်တယ်လို့အစင်မပြေနိုင်ဘူးလို့သူတို့ကပြောပါတယ်။ပြန်ဖြေခိုင်းမဲ့ဆိုရင် အစင်မပြေနိုင်ဘူး။ဘာဖြစ်လို့လဲဆိုရင်ဖောင်ပြင်ဖတ်တို့ဘာလို့ဆိုရင်အခြေအနေမကောင်းဘူးလေ။မန္တလေးတို့ဖက်နေပြည်တော်တို့ဖက်လည်းအခြေအနေမကောင်းနိုင်ဘူးလေ။ ။ဘာဖြစ်လို့လဲဆိုရင် အခုကအဆောက်အဦတွေကပြိုတာကြီးပဲကိုကျောင်းတွေလည်းပြိုတယ်လေ။ဒါပေမဲ့တရားဝင်စာတော့မဝင်သေးပါဘူး။သတင်းထွက်တာတော့ထွက်နေတယ်။ line ပေါ်မှာတော့တွေ့တယ်။ဒါပေမဲ့အမတို့စီမှာတော့တရားဝင်စာတော့မရသေးဘူးလို့လက်ရှိဆရာမတာဝန်ထမ်းဆောင်နေတယ်။အထက်တန်းပြဆရာမတဦးကပြောပါလေ။ဒါအပြင်ရှမ်းပြည်တောင်ပိုင်းကအထက်တန်းပြဆရာမတအူးကလည်းပြန်လဲဖြေဆိုခိုင်းမယ်ဆိုရင် သူတို့ဆရာအတိုင်းဝိုင်းအတွက်အပြင်ကျောင်းသားကျောင်းသူတွေအတွက်လည်း ကြံစည်တွေဖြစ်စေနိုင်တယ်လို့ပြောပါတယ်။ပြန်ဖြေကြမယ်မထင်ဘူး။အခြေအနေတွေကဒီငလင်တန်ခံရတဲ့အထက်တချို့ကလေးတွေအသက်တိတ်ဆုံးတယ်လို့လည်းကြားနေတယ်။ပြန်ဖြေဖို့မလွယ်ဘူးထင်တယ်လို့အဲ့ဒီဆရာမကပြောပါတယ်။ဒါကြောင့်ဘလို့နီလန်းနဲ့ဖြေချင်းနိုင်မလဲလို့ဆရာအတိုင်းပိုင်းကိုမေးမြန်းကြည့်ရမှာတော့ဖြေရခက်တယ်လို့သူညီစာပြောကြပေမဲ့မန္တလေးမှာတာဝန်ကျနေတဲ့ဆရာမကတော့တက္ကသိုလ်ကျောင်းတွေမှာဝင်ခွင့်စနစ်နဲ့ပြန်လည်ကြက်မှတ်တင်တယ်လို့ပြောပါတယ်။ စာစစ်အဖွဲ့အတွင်းပါဝင်နေတဲ့ရှမ်းပြည်ကဆီယာမကတော့အကုန်လုံးအအောင်ပေးလိုက်ရင်လည်းမဖြစ်နိုင်ဘူးဂျလုံးပလုံးတွေအများကြီးအခုစာစစ်လာတာတောင်ဘာမှမဖြေထားကြတာအများကြီးပဲလို့ပြောပါတယ်ငလင်တန်အစိုးရဆုံးခံခဲ့ရတဲ့ဒေသတွေထဲကတစ်ခုဖြစ်တဲ့မန္တလေးကဆီယာမကလည်းပြန်ပြေးခိုင်းမဲ့ဆိုရင်တော့ဘေးကလေးတွေမိဘတွေစုံနိုင်မှာတော့မလဲဘာဖြစ်လို့လဲဆိုရင်တချို့ကလေးတွေလည်းရှိရှင်မှရှိတော့မယ်လေတချို့ကလေးတွေလည်းမိဘမရှိနိုင်တော့ဘူးဆိုတော့ စိတ်တော့ကရောက်နေတာဆိုတော့အဲ့ဒါလဲအစင်မပြေနိုင်ဘူးလေအဲ့ဒါမျိုးတွေတော့အကုန်လုံးကပြောနေကြတာပေါ့တကယ်လဲဟုတ်နေတာကြီးပဲကုန်တော့ဒါကြောင့်မလို့ဘလို့တော့အကဲဖြတ်မလဲမသိဘူးလို့ပြောပါတယ်ဆက်လက်ပြီးအားလုံးအအောင်ပေးလိုက်မယ်ဆိုပါကဂုံထူးမှန်းထားတဲ့ကလေးတွေအနေနဲ့နှစ်နာနိုင်ပြီးမပြေနိုင်တဲ့ကြောင်းသားကြောင်းတူတွေအတွက်အခွင့်အရေးရသွားစေနိုင်တဲ့အတွက်ဒီနီးလမ်းမှာလည်းမကောင်းမွန်ဘူးလို့ဆရာတွေကပြောပါတယ်ကျောင်းသားကျောင်းသူတွေအနေနဲ့စာနဲ့ဝေးကွာသွားကြပြီ ဖြစ်တဲ့အတွက် ပြန်လဲဖြေဆိုလို့ကြမှာမဟုတ်ဘူးလို့ဆရာမိဘနဲ့ចောင်းသားတွေကမတ်ချက်ပေးကြပါတယ်။ရန်ကုန်မြို့ရှိတက္ကသိုလ်ဝန်ထမ်းចောင်းသားမိဘတအူကတော့ဘလို့မှမဖြစ်နိုင်ဘူးလေနော်။ကျမတို့တာဆိုလဲဘယ်ဖြေစီရှင်မလဲ။သူလဲဖြေရှင်မှာမဟုတ်ဘူး။တခြားကလေးတွေနဲ့မိဘတွေလဲအဲ့ဒီအတိုင်းပဲဖြစ်မှာလို့ပြောပါတယ်။ဒီခေတ်ရဲ့မက်စလာ29ရက်နေ့ငလင်ကြီးလောက်ခတ်ပြီးနောက်တရက်မှာပဲစစ်ကောင်းဆောင်မင်းအွန်လိုင်းဟာမန္တလေးမြို့စီရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီမှာတူလက်အောက်ခံပညာရေးဝန်ကြီးဌာနကိုအချက်၄ချက်ပါညွန်ကြားချက်တစ်ခုအမိန့်ပေးခဲ့တယ်လို့ဆိုတဲ့ညွန်ကြားစာတစ်ခုလူမှုကွန်ရက်ပေါ်မှာအခုရက်ပိုင်းအတွင်းကြဲကြဲပြက်ပြက်ထွက်ပေါ်နေတာဖြစ်ပါတယ်။အဲ့ဒီတဲ့မန္တလေး၊စကိုင်း၊ကချင်ပြည်နယ်နဲ့နေပြည်တော်တို့မှာဖြစ်ဆိုတဲ့တက္ကသိုလ်ဝန်ထမ်း၊ကျောင်းသားကျောင်းသူတွေရဲ့အဖြေလွှာတွေမီးလောင်ပျက်စီးခဲ့တဲ့အတွက်ဆောင်းမင်းပွဲပြန်လဲကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်ဖို့ထည့်သွင်းရေးသားထားတာကိုတွေ့မြင်ရပါတယ်။ မက်စလာ၂၈ရက်နေ့ကအင်အားရစ်စတာစကေခွန်တမခွန်အဆင့်ရှိငလင်ကြီးဟာသခိုင်းတိုင်းအတွင်းဗဟိုပြုလောက်ခတ်ခဲ့တဲ့အတွက်မြန်မာပြည်အလဲပိုင်းဒေတာအတွင်းတမိုင်းတချောင်းအကြီးမားဆုံးပျက်စီးဆုံးရှုံးမှုတွေနဲ့လူသေဆုံးထိခိုက်မှုကိုကြုံတွေ့နေကြရပါတယ်။စစ်ကောင်စီက၂၀၂၄-၂၅အတွက်တက္ကသိုလ်ဝန်ထမ်းစာမွန်ပွဲကိုနိုင်ငံခြားစာစစ်ဌာန၃၇ခု၊တည်တွင်းစာစစ်ဌာန၈၄ခု ဖွင့်လက်ခဲ့ပြီးစာမွေးပွဲဖြည့်ဆို့ဖို့စည်ရင်ပေးတွင်ထားသူ2300ကျော်ထဲက2300နဲ့900တိပါ ဝင်ရောက်ဖြည့်ဆို့ခဲ့တယ်လို့စစ်ကောင်စီဘက်က ထုတ်ပြန်ချက်တွေအရသိရပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။ငလင်ဘေးတံကနေအ мян ဆုံးပြန်လည်ထူထောင်နိုင်ကြပါစေရှင်။ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ကျမညိတ်ပါ